တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ20ရက်နေ့ဧပြီလ30တောတွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပြည်နယ်လမ်းကြောင်းကုန်ပြပွဲမယ်အိန္ဒိယလို့နေရာတို့မှာပြင်ချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုံးနေရာမှာပြောင်းလဲရှိမယ်ဘဝကံ အသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။နှစ်ဆယ်နှစ်ရည်မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတွတ်တဲ့မှုကိုဖန်တီးနိုင်တယ်။နှစ်ဆယ်သုံးရည်မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။နှစ်ဆယ်လေးရည်မိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတွတ်တဲ့မယ်။မေတ္တာရေးကံကောင်းမှပြည့်စုံပြီးစပ်ဝင်မယ်။နှစ်ဆယ်ငါးရည်မှာ အလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရင်းနေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်28ရင်းနေမှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရင်းနေမှာဥတီချက်စစ်နဲ့လောကမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုတွေကယူဆရမယ်အနောက်တောင်ရက်ကုန်တီသွားစရာရှိတတ်တယ်မနေ့9နိုင်တဲ့စေတန်ခွဲကြအသွာလာနေတဲ့ကယူဆရမယ်29ရင်းနေမှာ ်ငွေကြေးလက်ပွင့်ချင်းအလိုပြည့်စုံချင်းဘဝတွတ်တဲ့ချင်းတို့ကြုံမယ်30ရည်နှစ်ရတော့အရာရာကောင်းသောနှမိတ်နဲ့တွတ်တဲ့ချင်းကကျမတွေကိုကြုံတွေ့ရမယ့်နေသားရှိပါတယ်အထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီလ28 29 30ရည်နှစ်တွေကခေါင်းစည်းခေါင်းရှော်ပြည့်ရအတွက်အင်မတန်ကောင်းတဲ့ရက်ဖြစ်ပါတယ်အဲ့ရက်ဒီမှာခေါင်းစည်းခေါင်းရှော်ပြုခြင်းစပင်းပုံစံံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကို ရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရည်တွေဖွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လေးပေါ်ရောင်နှုတ်နဲ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ဓနသိတိနေ့ကဆန်းရှင်တဲ့နေ့အဲဒီနေ့မှာ ရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်